ရုရှားရဲ့ထိုးစစ်ကြောင်းဇာပိုရီရှားဒေသမှာရှိတဲ့အဓိကနေရာကနေစုခွာခဲ့ရတဲ့ဖြစ်စဉ်ကိုယူကရိန်းဘက်ကအတည်ပြုပါတယ်ရုရှားရဲ့ထိုးစစ်တွေမြင့်တက်လာတဲ့အတွက်ဇာပိုရီရှားဒေသရှိနေရာအများအပြားမှာယူကရိန်းတပ်တွေတဆုတ်တဲဆုံနေရပါတယ်။အော်တိုဘာနေ့မှာပါမှာအရှင်ရလာတဲ့ရုရှားထိုးစစ်ဟာဇာပိုရီရှားကိုဖျက်ကျော်ဖို့ခုခါချင်းချောက်လာပြီဖြစ်ပါတယ်။ဒီမျိုးဟာရုရှားရဲ့ကျူးကျော်စစ်အစောပိုင်းကာလမှာ အမားဆုံးရှစ်တန်းခန်းစစ်လည်းဖြစ်ပါတယ်။မနေ့ကအဲ့ဒီလမ်းကြောင်းတစ်လျှောက်တိုက်ပွဲ40နီးပါးလောက်ဖြစ်ခဲ့တယ်လို့ယူကရိန်းကထုတ်ပြန်ပါတယ်။ဂျန်ဒူဝါအဆက်မပြတ်လိုက်တက်ခိုင်းနေပြီးယူကရိန်းကဝေးအတွင်းပိုင်းကြီးထိုးပေါက်ဖို့ကြိုးပမ်းနေတယ်လို့ဆိုပါတယ်။ဆက်သွယ်ရေးလမ်းကြောင်းလေးကိုပြင်ဆင်ဖို့တပ်ဖွဲ့တွေစုဖွဲ့ဖို့စစ်သည်တွေအသက်ကိုကာကွယ်ဖို့ဒါကြောင့်ဒီရွာကနေယူကရိန်းတက်တွေဆုတ်ခွာတာဖြစ်ပါတယ်။ယူကရိန်းတက်တွေရဲ့ညှိနှိုင်းတက်ခတ်မှုကြောင့် ရုရှားတပ်တွေကိုထိခိုက်ဆုံးရှုံးမှုလည်းဖြစ်စေပြီးရုရှားထိုးစစ်ကိုဟန်တားနိုင်ခဲ့တယ်လို့ထပ်မံဖော်ပြထားပါတယ်။ဒီနိုဗာဇီလစ်စကီကျေးရွာနေရာအများစုမှာလည်းတိုက်ပွဲတွေဆက်ဖြစ်ခဲ့ပြီးနိုဝင်ဘာအစပိုင်းမှာစပြီးတော့ရုရှားတပ်တွေကသိမ်းပိုက်ထားပေမဲ့ရှေ့တန်းစစ်မှုပြင်ခြေရင်းနဲ့ပတ်သက်ပြီးတဲတဲကွက်ကွက်မသိရသေးပါဘူး။ယူကရိန်းရဲ့တံပြားတိုက်ခတ်မှုကြောင့်နေမည်ပိုင်ဆိုးမှုကိုလည်းတိကျပြောဖို့ခက်ကြောင်းယူကရိန်းလေလာဆန်းစစ်ရေးဖွဲ့တွေကပြောပါတယ် ဇာပိုရိရှားနဲ့ဒီနီပရိုဒေသတွေမှာရုရှားတပ်တွေဟာပြင်းထန်တိုက်ခိုက်နေပြီးဒဏ္ဍာရီလက်ငယ်တွေနဲ့အကြမ်းကြီးပစ်ခတ်နေပါတယ်။အဲဒီဒေသမှာပြီးခဲ့တဲ့ရက်ပိုင်းကကြီပေါင်း1500ကျော်တုံးပြီးတိုက်ခိုက်မှုပေါင်းအကျဉ်350ကျော်ပြုလုပ်ခဲ့ပါတယ်။ယူကရိန်းဟာတဆောက်တွဲဆုံးနေတာခုဆိုရွာပေါင်း9ရွာကနေဆုတ်ခွာသွားပြီလို့ဆိုပါတယ်။ဇာပိုရိရှားဒေသရှိကျေးရွာ3ရွာကိုရုရှားတပ်တွေကသိမ်းပိုက်ထားတယ်လို့သိရပါတယ်။ နောက်ပြီးတော့ကာဝေးဦးစိချုပ်အလက်ဇန္ဒားစကီကနိုဘာ၁၇ရက်နေ့မှာဒီလိုပြောခဲ့ပြီးမြေဒီကြီးရွာတွေရဲ့နာမည်ကိုတော့ထုတ်ဖော်ပြောခြင်းမရှိပါဘူး။အဲ့ဒီဒေသတွင်းအခြေအနေတွေဟာတော်တော်ခက်ခဲနေပါတယ်။ရုရှားတပ်တွေကရာသီဥတုဆိုးဝါးမှုကိုတုံးချပြီးအဖွဲ့ငယ်လေးတွေနဲ့ခွဲပြီးတော့ရှေ့ဆက်တိုးလာပါတယ်။ဒါကြောင့်ခုခံရခက်ခဲတယ်လို့ပြီးရှေ့တန်းကတမှု Bloody Slab Revolution ကပြောပါတယ်။ ဇာရုရှားဒေသရဲ့ဗဟိုချုပ်ကိုယူကရိန်းကထိန်းချုပ်ထားစေဖြစ်ပေမဲ့ပြင်းပြကျူးကျော်စစ်စတင်ဆင်နွှဲခြင်းကစပြီးအဒီဒေသရဲ့80ရာခိုင်နှုန်းကို အခုချိန်မှာရုရှားတပ်တွေကထိန်းချုပ်ထားတဲ့အခြေအနေဖြစ်နေပါတယ်။ဒါကြောင့်ယူကရိန်းရှိတဲ့စစ်မြေနယ်နဲ့ပတ်သက်ပြီးတော့အထူးအခြေအနေကိုယူကရိန်းသမ္မတဇီလန်စကီဦးဆောင်ပြီးတော့ဆွေးနွေးနေတယ်လို့သိရပါတယ်။ဒီယူကရိန်းစစ်စင် နဲ့ပတ်သက်ပြီးတော့အထူးအဆင့်မြင့်ဆွေးနွေးပွဲမှာအဓိကအဖြစ်ရှင်းတဲ့ဆက်မနာမှာစစ်ရှုံးခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးဆွေးနွေးတယ်လို့သိရပါတယ်။ဆွေးနွေးပွဲမှာသမ္မတဇီလန်စကီကဦးဆောင်ပြီးကာကွယ်ရေးဝန်ကြီးဒန်နဲ့ရှင်မီဟာကာကွယ်ရေးဦးစီးချုပ်ဘိုတိုဂျီစီယာစကီဘိုထော်လင်းကြီးကဒုတိယဘိုတိုဂျီဗာစီမာရူစစ်ထော်လင်းကြီးကဒုတိယဘိုတိုဂျီဘူဒန်တော့ပြည်ပထော်လင်းကြီးကဘိုချုပ်အေဘက်စကိုနဲ့သမ္မတရုံးစစ်ချန်ပီအရာရှိဘူမူကြီးတွေတယောက်တည်းဆိုပါတယ်။ ရှားပြည်တွင်နိုင်ငံရေးစီးပွားရေးလူမှုရေးနဲ့ရုရှားနဲ့နိုင်ငံတကာအဆက်ဆက်အခြေအနေတွေကိုဖိပားထောက်လှမ်းရေးအဖွဲ့ကြီးကရှင်းလင်းခဲ့သလိုရုရှားစစ်တပ်တွင်ခြေနေတဲ့ရုရှားစစ်တပ်အစီအစဉ်တွေကိုလည်းစစ်တောက်လည်းကြီးကဒုတိယဗိုလ်ချုပ်ကြီးဘူဒန်တော့ကရှင်းလင်းခဲ့တယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ရုရှားစစ်တပ်အနေနဲ့ပူတင်ရဲ့အမိန့်အတိုင်းဘူခရော့နဲ့ကူဘီယက်စ်မျိုးတွေကိုတတ်မှတ်ရက်တွင်သိမ်းပတ်နိုင်စွမ်းရှိခဲ့တဲ့အတွက်သိမ်းပတ်ရက်မှနေရာကိုနောက်ဆုတ်တတ်မှတ်ထားကြောင်းလည်းဘူဒန်တော့ကပြောသွားပါတယ်။ ဆွေးနွေးပွဲမှာစောင်းရသည့်တွင်ဖော်ဆောင်ရမယ့်အစစ်အစင်ရေးတွေကို ဖြည့်ဆွတ်အတည်ပြုခဲ့သလိုအဝေးပြည့်လက်နက်တွေတုံးပြီးတော့တိုက်ခိုက်တာတွေကိုလည်းဆက်လုပ်ဖို့အတည်ပြုခဲ့ကြောင်းသတင်းမှာဖော်ပြပါတယ်။ဇီလန်စကီကဆွေးနွေးပွဲပြီးမှဂရိနိုင်ငံကိုထောက်ခွာသွားပြီးလောလောဆယ်ဂရိနိုင်ငံတွေကိုရောက်ရှိနေတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်တယ်ဗျာ။အမေရိကန်ရဲ့တမိုင်းတခြားအကြာရှည်ဆုံးအစိုးရလုပ်ငန်းတွေရပ်ဆိုင်မှုပြဿနာပြည်လဲသွားပြီးနောက်ဖက်ဒရယ်အစိုးရဝန်ထမ်းတွေလုပ်ငန်းခွင့်ပြန်လည်ဝင်ရောက်နေတာကိုတွေ့ရပါတယ်။ အစိုးရလုပ်ငန်းချုပ်ကို43ရက်ကြာပိတ်ခဲ့ရပြီးနောက်ခုကမြို့သားဥယျာဉ်တွေလည်းပြန်လည်ဖွင့်လှစ်လို့လို့ဖက်ဒရယ်တရားဝင်တွေမှလည်းပုံမှန်မှုတွေတွေကိုပြန်လည်ကင်တွယ်နေပြီဖြစ်ပါတယ်လွတ်တော်မှာအစိုးရအတွက်ဗန်နဝေခွင့်ပြုရေး Republican နဲ့ Democrat မတ်တွေကြားညှိနှိုင်းမရခြင်းကြောင့်အစိုးရလုပ်ငန်းတွေရပ်ဆိုင်းခဲ့ရာဖက်ဒရယ်ဝန်ထမ်းတွေလာဆောင်မရခဲ့သလိုအစားအသောက်ဆိုင်ရာကြိုးခံစားခွင့်အပါအဝင်အရေးကြီးတဲ့အစီအစဉ်များစွာရပ်ဆိုင်းရခြင်းက အောက်ခြေလူတန်းစားဘွားမှာရောက်နေတဲ့အမေရိကန်နိုင်ငံသားအချို့ပေါ်ဆိုးဝါးဆုံးထိခိုက်စေပါတယ်။အခုပြည်ထောင်စုကြောင့်အစိုးရအတွက်တပတ်ကိုဒေါ်လာ14ဘီလီယံဆုံးရှုံးစေခဲ့တယ်လို့ပြည်တွင်းသတင်းထုတ်လွှင့်မှု GDP 1.5%ခန့်တို့ထိခိုက်ကြောင်းအင်ဖြူတော်မျိုးသားစီးပွားရေးကောင်စီညွှန်ကြားရေးမှူးကာဗင်ဟာဆက်ကပြောပါတယ်။ဖက်ဒရယ်ဝန်ထမ်းဘုတ်တို့တခြားဝန်ထမ်းပေါင်း6000ခန့်လည်းလောက်ကန်နေဆုံးရှုံးခဲ့ရပါတယ်။ ထရန့်ဆိုရကပိတ်ဆို့မှုကာလတော်ဝန်ထမ်းချုပ်အားလုံးဝထုတ်ပယ်ကြောင်းမိန့်ထုတ်ခဲ့ရာဒီဖက်ဒရယ်ဝန်ထမ်းတွေအားလုံးပြန်ခံမဲ့အကြောင်းအကြားစာ၅ရက်တွင်ရရှိမယ်လို့အစိုးရရဲ့လူ့ဆွမ်းအားရင်းမြစ်ဌာနပုဂ္ဂိုလ်ဆိုင်ရာစီမံခန့်ခွဲမှုယုံကထုတ်ပြန်ပါတယ်။တရုတ်ဘုဆောင်ရေးလုံခြုံရေးစီမံခန့်ခွဲမှုဌာနမှဝန်ထမ်းတွေအနေနဲ့ပိတ်ဆို့ထားတဲ့ကာလအတွင်းတာဝန်ထမ်းဆောင်တဲ့အတွက်ဒေါ်လာ1000တန်ချဲ့လက်မှတ်တွေချိမြင့်မယ်လို့ပြည်တွင်းလုံခြုံရေးဝန်ကြီးခရစ်စတီနိုဝန်ကနိုဝင်ဘာ17ရက်နေ့မှာ ကြေညာထားပါတယ်။ ဒီဝန်ထမ်းတွေကပြောရမယ်ဆိုရင်တော့လာဆောင်မရပဲနဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက်သူတို့ကိုချီးမြှင့်ွေပဲဖြစ်တယ်လို့သိရပါတယ်။နောက်သတင်းတစ်ပုတ်ပြောချင်ပါတယ်။ထောင်တောင်ပိုင်းခရိုင်စစ်တပ်ကမှနိုဝင်ဘာ18ရက်နေ့မှ22ရက်ကြားရုတ်တရက်ရေကြီးနိုင်ကြောင်းအရေးပေါ်တတိပိတ်ချက်တွေထုတ်ပြန်နေပြီဖြစ်ပါလိမ့်။ထိုင်းနိုင်ငံတော်မှမှရုတ်တရက်ရေကြီးခြင်းတစ်တော်များရေလွှမ်းမှုခြင်းနဲ့မြေပြိုခြင်းတွေဖြစ်ပွားနိုင်ကြောင်းထိုင်းမျိုးသားရေအရင်မြေယုံက ထုတ်ပြန်ကြေညာပါတယ်အရှေ့မြောက်မုတ်တုံလေးဟာထိုင်းမင်းလက်ကွယ်နဲ့တောင်ပိုင်းဒေသထပ်ပိုင်းမှာအတန်အသင့်အားကောင်းနေပြီးအရှေ့လေပွေလိုင်းနဲ့တူတောင်ပိုင်းဒေသကိုဖျက်ကျော်ရွေ့ရှားနေကြောင်းမိုးလေဝသခန့်မှန်းချက်တွေကညွှန်ပြနေပါတယ်ဒီအချိန်လေးကြောင့်တောင်ပိုင်းခရိုင်များပြားမိုးသီးထန်နိုင်တဲ့အပြင်မိုးလုံးသီးထန်စွာရွာသွန်းနိုင်ပါတယ်မိုးလေဝသဌာနရေအမြင့်ဌာနတော်ဝင်စင်မြောင်းဦးစီးဌာနတွင်ထွက်တင်ရန်ဇာတဌာနထိုင်းရစ်စစ်တပ်ထုတ်လုပ်ရေးအာဏာပိုင်ဖွဲ့နဲ့ဒီဘဝ BND ရဲ့ကာကွယ်ရေးနဲ့ ဆော့ချာရေးဌာနတို့ပူးပေါင်းပြီးတော့ရာသီဥတုအခြေအနေရေအခြေအနေရေပေးနဲ့မြေပြိုမှုအန္တရာယ်မြင့်မားတဲ့ဇုံတွေကိုလည်းဆန်းစစ်လေ့လာခဲ့တဲ့ဆိုပါတယ်။ရုပ်ရည်ရေကြီးခြင်းတတော်ရဲ့ရေလွှမ်းခြင်းမြေပြိုခြင်းနဲ့မြို့ပြအထူးသဖြင့်ရေစည်းရေလာကောင်းမွန်ခြင်းမရှိတဲ့မြေနေပိုင်းဒေသတွေမှာရေကြီးရေလွှမ်းမှုခြင်းတို့ကိုနိုဝင်ဘာ18မှ22ရက်ကြားအနီးကလေ့လာဆောင်ကြရမယ်လို့ပြောပါတယ်။ရုပ်ရည်ရေကြီးမြေပြိုခြင်းနဲ့မြို့ပြအရေလွှမ်းမှုခြင်းတို့ဖြစ်ပေါ်နိုင်ခြင်းမြင်မားတဲ့ခရိုင်တွေမှာခြုံဖော့ စူရထာနီဖူခတ်နခွန်စီထမရထရန်ဖတလောင်စတွန်ဆောင်ခလာပတထာနီရာလာနဲ့နာရတီဝုတ်ပြည်နယ်တို့ဖြစ်တယ်လို့သိရပါတယ်။ရှင်အောင်စူရထာနီဖူခတ်နဲ့ကရာဘီတို့ရှိအလက်စားနဲ့အငယ်စားရေလုံးတမန်များမှ၈၀ခန်းလုံးကျော်ရေပြည့်နေတယ်လို့သိရပါတယ်။ရေလုံးတမန်တွေကတုံလောင်ထားနိုင်တဲ့ပမာဏထက်စီးဝိလာပါကဆေးရည်ရှင်နိုင်ပြီးတော့အောက်ဘက်ပိုင်းမှာရှိတဲ့လူတို့အတွက်အနေရရှိနိုင်ပါတယ်။ပေးမြင့်ကြီးများနဲ့မြေလက်တက်တွေကလည်းအဲ့ဒီနာဝင်ကျင်မာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ရုတ်တရက်ရည်ကြည်မှုဖြစ်ပေါ်နိုင်လို့စောင့်ကြည့်ဖို့တတိပေးထားပါတယ်။ရေကြောခြင်းရုတ်တရက်ရည်ကြည်ခြင်းနဲ့ကာလရှိရေလွှမ်းမှုခြင်းတို့ဖြစ်နိုင်တဲ့အနေရရှိပါတယ်။သဆိုင်ရာအဌာနအလုံးအနေနဲ့တုံ့ပြန်မှုတွေချက်ချင်းလှုပ်ဆောင်မှုလဲထိုင်းမျိုးတော်မျိုးလို့တာဌာနကတတိပေးချက်တွေထုတ်ပြန်ထားပါတယ်။နောက်တင်တဲ့ပုံပြောခြင်းပါတယ်။ ထိုင်ဝမ်ရေးမှာစီးလုံးဝမကျော်ဘူးအမေရိကန်ကိုတရုတ်ကသတိပေးပါတယ်ထိုင်ဝမ်ကိုဒေါ်လာသန်း330တန်းကြီးရှိတဲ့စစ်လက်နက်တွေရောင်းချမယ်လို့အမေရိကန်ကကြေညာပါတယ်ဇန်နဝါရီလအတွင်းဒေါ်လာထရန့်သမ္မတဖြစ်တော်ဝင်ယူပြီးနောက်ပိုင်းပထမဆုံးကြိမ်ထိုင်ဝမ်ကိုစစ်လက်နက်ရောင်းချမှုဖြစ်ပါတယ်ထိုင်ဝမ်ကိုရောင်းချမယ့်စစ်လက်နက်တွေထဲမှာ F-16 ဂျက်တွေလေယာဉ်တွေ C-130 စစ်ဘက်တွေပို့ဆောင်လေယာဉ်တွေရဲ့အစိတ်အပိုင်းတွေ မြေပညာနဲ့ထောက်ပံ့ပို့ဆောင်ရေးကူညီတွေပါဝင်တယ်လို့ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။ဆက်လက်နဲ့ရောင်းချမှုကြောင့်ထိုင်ဝမ်ဟာလက်ရှိနဲ့အနာဂတ်ချိန်ချောင်းမှုတွေရင်ဆိုင်နိုင်မဲ့စွန့်ရည်တိုးတက်လာမယ်လို့ပင်နကုံကပြောပါတယ်။ထိုင်ဝမ်ကအမေရိကန်ကြီးညာချက်ကိုကြိုဆိုပြီးခုလုံဆောင်ချက်ဟာထိုင်ဝမ်လုံခြုံရေးအတွက်အမေရိကန်ရဲ့ဂတိကဝတ်ကိုခိုင်မာစွာဆောင်ထိန်မှုဖြစ်တယ်လို့ပြောပါတယ်။တရုတ်ကတော့အမေရိကန်ကြီးညာချက်ကိုပြည့်ပြည့်စုံစုံတုံ့ပြန်ပြီးထိုင်ဝမ်ကိစ္စဟာတရုတ်အမေရိကန်ဆက်ဆံရေးမှာမကျော်ရမယ့်အနီရောင်စီးမြစ်ဖြစ်တယ်လို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်လင်ကျန်းကဆိုပါတယ် မေကန်ကထိုင်ဝမ်ကိုဆက်လက်လက်ရောင်းချဖို့ကြေညာတာဟာတရုတ်ရဲ့ချုပ်ချာအာဏာလုံခြုံရေးကိုချိုးဖောက်မှုပါထိုင်ဝမ်ခွဲထွက်ရေးတပ်တွေအတွက်တော့မှားယွင်းတဲ့ကိစ္စပါမေကန်ရဲ့ကြေညာချက်ကိုတရုတ်ကအပြင်းထန်စန့်ကျင်ပါတယ်ဆိုပြီးတော့တရုတ်ဘက်ကပြောပါလိမ့်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါလိမ့်။အိန္ဒိယရဲတပ်ဖွဲ့ကကက်စမီးယားဒေသနေရာအနှံ့ပြားစီးနှင်းရှာဖွေမှုတွေလုပ်နေပါလိမ့်။အိန္ဒိယမှာဆယ်စုနှစ်တခုကျော်အတွင်းလူအသေးပြောက်အများဆုံးဖြစ်တဲ့ဘုံပေါက်ကွယ်မှုဖြစ်ပြီးရဲအနေငယ်ကြမှာအိန္ဒိယရဲတပ်ဖွဲ့ဟာအငင်းပွားပွဲကကက်စမီးယားဒေသမှာတားမြစ်ထားတဲ့ အစ္စလာမစ်နိုင်ငံရေးပါတီတခုပြစ်မှတ်ထားပြီးနေရာအနှံ့ပြစီးနင်းရှာပါတယ်။အခုတရင်မတ်တင်လုံဆောင်တဲ့အဒီရှာဖွေမှုတွေဟာနိုဝင်ဘာ10ရက်နေ့ကမြို့တော်ဟောင်ဒီလီရဲ့တမိုင်းဝင်ရက်ဖို့နေလူစနုပ်ဦးသေဆုံးခဲ့တဲ့ပုံပေါက်ပွဲမှုနဲ့ဆက်စပ်မှုရှိပါတယ်။ဒီဖြစ်စဉ်ကဘယ်ဖွဲ့စည်းလက်ချက်မှန်းအတိအလင်းမသိရပါဘူး။ဒီပုံပေါက်ပွဲမှုကိုအစိုးရကရုံမှရိုင်းဆိုင်တဲ့ကြမ်းဖက်မှုလို့သတ်မှတ်ပြီးတိုင်းပြည်စံကျင်အင်အားစုတွေကိုပြစ်တင်ဝေဖန်ခဲ့ပြီးလုံခြုံရေးကိုတင်ကြဖို့ရဲတပ်ဖွဲ့ကို ပေးထတာဖြစ်ပါတယ်။ဟိမွန်နာဒေတာရှိအိန္ဒိယအုပ်ချုပ်တဲ့ဗတ်ချံမှာကက်စမီးယားဒေတာတလျှောက်ခရိုင်ရဲတစ်ဖွဲ့တရင်ထုတ်ပြန်ချက်အရဒီစင်းလေးရှာဖွေမှုတွေလုပ်နေတာဒီအပိုင်းလေးဖြစ်တယ်လို့သိရပါတယ်။ကက်စမီးယားဒေတာကအဝါဒီပိုရာဘန်နီပိုရာဂန္နာပဲရှိုဘီယန်နဲ့ဆိုဘိုရီခရိုင်နေပါဝင်အိန္ဒိယရဲတစ်ဖွဲ့တည်တည်ကဂျာမက်အီအစ္စလာမီဆိုတဲ့ပါတီကိုစင်းလေးရှာဖွေတာပါ။ အိန္ဒိယဝန်ကြီးမိုဒီဦးဆောင်တဲ့ဟိန္ဒူမျိုးသားရေးဝါဒီအစိုးရကကက်စနီယားဒေသရှိဂျာမန်အီအစ္စလာမစ်ပါတီခွဲကို2019ခုနှစ်ကတည်းကတရားမဝင်အဖွဲ့အစည်းဖြစ်ပိတ်ပင်တားမြစ်ခဲ့တာကြားပြီးဖြစ်ပါတယ်